အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ wrong oracle တွေနဲ့ပဲပေါ့ပေါ့ပါပါ reading link တစ်ခုလောက်ကြည့်ပါမယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော် wrong တွေကို1 2 3ရေးရဲဆိုတာထည့်ပါတော့ကျွန်တော်ကက်နှစ်ကက်ကိုချိုးထားပါတယ်အဲ့ဒီကက်နှစ်ကက်ရဲ့ချိတ်ဆက်မှုတွေနဲ့ဒီဗီဒီယိုကို ကြည့်နေတဲ့မိတ်ဆွေတွေရဲ့ချိတ်ဆက်မှုတွေကိုကျွန်တော်ကကြားရတဲ့အနေဘာသာပြန်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကက်ကလေးတွေကိုစကြည့်ပါမယ် ဒီကက်ကလေးတက်ကင်ဒီကက်ကလေးတက်ကင်ကြားရပါဘောနော်ဒါတော့ run oracle တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စီမှာတော့ဒီ run state ကိုဒီကက်ပုံစံနေနေပဲဘောနော်ရှိထားတယ်ဘောဒီအကြောင်းကိုတော့ကျွန်တော်ဟိုရှေ့ကဗီဒီယိုမှာတော့သူရဲ့တမန်ကြောင်းလေးနဲ့သူတို့တွေကိုဘယ်လိုစသုံးငယ်လဲဆိုတဲ့အကြောင်းကိုတော့ပြောထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနှစ်ကက်ကိုချိတ်ဆက်ပြီးတော့ပြောရမယ်ဆိုရင် ချို့ချို့တော့ဘောနော်အရာတွေလိုရာမျိုးတွေလဲဆိုတော့ကျွန်တော်တို့ကကောင်းတဲ့အရာတွေလဲလာနိုင်တယ်လို့မျိုးတစ်ဖက်မှာလည်းဆိုးတဲ့အရာတွေလဲလာနိုင်တယ်ပေါ့အဲ့တော့ကောင်းတဲ့အရာတွေဆိုးတဲ့အရာတွေဆိုတဲ့နေရာမှာဒီကက်ကဘာကိုသဘောဆောင်လဲဆိုတော့လက်ရှိမှာကျွန်တော်တို့ချိုးလက်မခံခြင်းတဲ့အရာမျိုးတွေကိုပြီးဆုံးအောင်လက်ခံလိုက်ရတော့မယ်ဆိုပြီးတော့အသေးပဲရတယ် အဲဆိုတဲ့အရာတွေကိုကောင်းကောင်းလက်ခံပညာယူပြီးတော့ဗောနော်လက်ရှိအခြေအနေထက်ပိုတိုးတက်မဲ့အခွင့်အလမ်းမျိုးပေါ်ပေါအောင်ကြံဆောင်ဖို့လိုတယ်အဲ့ဒီတွေ့လဲအခွင့်အလမ်းတည်လာနေပြီဆိုပြီးတော့ဒီကက်ကဆိုပါတယ်အဲ့တော့ဒါကတော့ဒီဒုတိယမြောက်ကက်ဗောနော်ဒုတိယမြောက်ကက်ကိုဆက်ကြည့်မယ်ဆိုရင်ဒုတိယမြောက်ကက်ကတော့ဗာလဲဆိုရင်ဘီကနာဗောနော် ဗက်ကနာကဘာကိုဆိုရလဲဆိုရင်အားလုံးအဆကိုရောက်နေပြီဆိုပြီးတော့ဆိုလိုပါတယ်အဲ့တော့အားလုံးအဆကိုရောက်နေပြီဆိုတဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာမိတ်ဆွေအနေနဲ့ကမိသားစုရေးရာအိမ်တော်ရေးရာပေါ့နော်အဲ့လိုအရာမျိုးတွေမှာလည်းအများကြီးပုံမတိုးတက်အောင်စတင်လှုပ်ဆောင်လာနိုင်တော့မယ်ဆိုပြီးတော့ဆိုထားပါတယ် ဲ့တော့ကျွန်တော်တို့အခက်အခဲတွေပြဿနာတွေရှိခဲ့တယ်။အဲ့ဒီအခက်အခဲတွေပြဿနာတွေကိုတော့ကျွန်တော်တို့လက်မခံကျင်တဲ့လက်ခံရတော့မယ်။အဲ့ဒီထဲမှာကောင်းတဲ့အရာတွေကိုပြန်ပြီးတော့ပေါ်ဆောင်နေအောင်လုပ်ရမယ်ပေါ့နော်။အဲ့တော့ဒီဘက်ကကတော့မိသားစုတွေချစ်မှုရေးရာတွေပေါ့နော်။အိမ်တော်ရေးနဲ့ပတ်သက်လို့ပုံမတို့တက် ကောင်းမွန်လာတဲ့အခြေအနေမျိုးကိုရရှိလာတော့မယ်ဆိုပြီးတော့အတိတ်ပဲရပါမယ်။ ောက်နောက်တစ်ခုကအသစ်တစ်ခုမွေးဖွားခြင်းပေါ့နော်အသစ်သစ်တွေစတင်ရအောင်မယ်အသစ်သစ်တွေမွေးဖွားရအောင်ဒီနေရာမှာအခြေစီးပွားရေးလူမှုရေးပေါ့နော်အစားရှိဖြင့်အားလုံးကအကျုံးဝင်ပါတယ်အဲ့တော့ကြောင့်မလို့ဒီနှစ်ခက်ကိုချိတ်ဆက်ပြီးတော့ကျွန်တော်ပြန်လဲသုံးသပ်ရမယ်ဆိုရင်ကျွန်တော်ကအခက်အခဲ ပြဿနာတွေအများကြီးရင်ဆိုင်ခဲ့ရတယ်အဲ့ဒီထက်ကနေမှကျွန်တော်တို့ကဖောက်ထွက်နိုင်မယ့်လမ်းကြောင်းကိုရှာနိုင်မှုစူးစမ်းဖို့လိုတယ်ဖောက်ထွက်နိုင်မှုလည်း ရှိနေတယ်တစ်ဖက်မှာပြန်ကြည့်ပြန်ရင်လည်းအစ်စ်အစ်စ်တွေစတင်တော့မယ်ကိုယ့်ရဲ့အိမ်တွင်းရင်းမိသားစုအရေးပေါ့နော်ချစ်မှုရေးရာအစားရှိခြင်းအဲ့ဒီအရာတွေအတွက်ကလည်းပုံမကောင်းပုံနဲ့ next level တခုကိုရောက်ဖို့အတွက်အစားဖြစ်နေပြီဆိုပြီးတော့အတိတ်ပဲရပါတယ်ဒါကြတော့ကျွန်တော်ကန်နှက်ကကိုချိန်ထိုးပြီးတော့ပေါ့နော်ရီဒီလုပ်ပြီးတော့ပဲဖြစ်ပါတယ် ားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်